မင်္ဂလာပါရှင်မက်ရှလာ၁၉ရဲ့ဗုဒ္ဓဟူးနေ့ရွှေရံခွဲထုတ်လို့ရှာရန်ကုန်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစားတင်ဆက်မဲ့သတင်းကတော့တကေတာမြို့နယ်တွင်ရွှေဆန်ပိုင်ရှင်အမျိုးသမီးကိုလူတစုကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုတဲ့သတင်း တကေတာမြို့နယ်တွင်ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးကိုလူတစုကဖမ်းဆီးခေါ်ဆောင်သွားမှုမက်ရှလာဆရှိရင်တဲ့ပိုင်းကဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာတကေတာမြို့နယ်နှင်းမြောင်ရက်ွက်ထူပါယုံ22လမ်းအနောက်တွင် နေထိုင်နေရွှေဆိုင်ပိုင်ရှင်အမျိုးသမီးရွှေဆိုင်ဖွင့်ရန်ဈေးသူသွားဖို့အတွက်အိမ်မထွက်လာစဉ်လမ်းထိပ်မှာနနက်8:45မိနစ်ခန့်ကအရာဖတ်အမျိုးအစားမော်တော်ယာဉ်တစ်စီးပေါ်မှလူလေးဦးကဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့သိရပါတယ်။ ဒေါ်စန္နာလင်းဆိုတဲ့အဆိုပါအမျိုးသမီးမှာမန်အောင်စာတီဖြစ်ပြီးတာကေတာမျိုးနဲ့အမတ်တေစေရင်လင်းလက်ရွှေစင်အမည်ရှိရွှေဆိုင်ကိုဖွင့်လှစ်ထားသည်မှာခုနှစ်နှစ်ခန့်ရှိပြီဖြစ်တယ်လို့သိရပါဗျ။ဖြစ်စဉ်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာကဆက်လက်စစ်ဆေးလျက်ရှိနေကရွှေတဲများမိမြပါသွားသည်ကိုစုံစမ်းနေစေဖြစ်ကြောင်းလည်းသိရပါရှင်။နောက်ထပ်တဲ့စမဲတဲ့ရင်ကတော့ဝေစံတာလန်မိပွားအင်းဒီအစီကနစီအရှင်လုံးတိုင်းမိမှုဖြစ်ပွားတဲ့တဲ့ ရှမ်းကုန်းတိုင်းဒေသကြီးတင်ငန်းချုံမြို့နယ်လေးတောင်ကန်လန်ဝေဆန်နေရမိဘအင်းဤတွင်အင်စီကနစီအချိန်လုံးတိုက်မိမှုဖြစ်ပွားကြောင်းသိရှိရပါသည်။မတ်လ18ရက်ည7:30မိနစ်ခန့်ကတာမွေလေးကုန်းတရာအစဉ်ဝေဆန်နေရမိဘအင်းဤရှင်တိုက်မှုဖြစ်ပွားကြောင်းတရင်အရာလူမှုကွန်ရက်အသင်းများကုညီရန်တွားရောက်ရာဖြစ်စဉ်နေရာတွင် ရှင်နစီမှာအချိန်လွန်တိုက်မိခြင်းဖြစ်ပြီးဖြစ်စဉ်ကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပဲရှင်နစီလုံးမှာထိခိုက်ပျက်စီးခဲ့ကြောင်းနဲ့နေမြေကလူမှုကွန်ရက်အသေးများမှသက်ဆိုင်ရာတာဝန်ရှိသူများနဲ့ပူးပေါင်းကာလိုအပ်တဲ့အကူအညီများဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်ထမန်တဲ့ဆမဲတဲ့ရင်ကတော့ဒုက္ခတကုံပြည်သူအငှားအင်အားနေထိုင်ခွင့်မလုံပေးပြီးငွေတောင်းခံလိမ့်လေသူများသတိပြုရန်သတိပေးတဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတကုံတောင်ပိုင်းမြို့နယ်ဒုခတကုံပြည်သူအငှားအင်အားတွင် နေထိုင်ခွင့်မလုံပေးပြီးငွေတောင်းခံလေးလေသူများကိုတတိပြုရန်မြို့ပြနှင့်အင်အားဖွံ့ဖြိုးရေးဦးစီးဌာနမှအတိအပြထုတ်ပြန်ထားတယ်လို့သိရပါတယ်။အဆိုပါအင်ယာရင် နေရေးအခက်အခဲရှိသူများကို9နှစ်9ရက်နေထိုင်ခွင့်ပြုထားခြင်းဖြစ်ကမလုံပေးပြီးငွေတောင်းခံလေးလေးသူများရှိနေကြောင်းသိရပါဗျ ။ဒါအပြင်ဒုက္ခတကုံပြည်သူအငါအိမ်ယာမှာငါးရန်နေထိုင်ခွင့်ရရှိသူအချို့မှာလည်းကိုယ်တိုင်နေထိုင်ခြင်းမပြုဘဲတစ်ဆင့်ငါးရန်ချင်းလွှဲပြောင်းခြင်းများရှိပါကအိမ်ကငါးရန်ခွင့်ကိုရုပ်သိမ်းပြီးဥပဒေနဲ့အညီအရေးယူဆောင်ရွက်တော်မှာဖြစ်တယ်လို့အသေးပေးထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။မကြမီထမှန်ပီစီမဲတိုင်ငါလုံးကိုမဲနိုင်နေရချထားပြီးမှဖြစ်ကြောင်းလဲကြိုတင်အသိပေးထားတယ်လို့သိရပါရဲ့ရှင်။ ဆက်လက်တင်ဆက်မယ့်သတင်းကတော့အိန္ဒိယ ISDF World Cup ပိုက်ကြော်ချင်းပြိုင်ပွဲဝင်ရန်မြန်မာကိုစားပြုကစားသမားများထွက်ခွာတဲ့သတင်း။အိန္ဒိယနိုင်ငံတွင်ကျင်းပမည် ISDF World Cup ပိုက်ကြော်ချင်းပြိုင်ပွဲသူဝင်ရောက်ရှင်ပြိုင်ပွဲမြန်မာကိုစားပြုကစားသမားများဟာမတ်လ18ရက်နေ့နေ့ပိုင်းကထွက်ခွာသွားပြီဖြစ်ကြောင်းသိရပါဗျ။အဆိုပါပြိုင်ပွဲကိုမတ်လ20ရက်မှ25ရက်ထိရှင်ပြိုင်ကစားရမှာဖြစ်ပြီးမြန်မာကိုစားပြုအသင်းအနေဖြင့် Man Devil, Man Quadrant, Woman Table, Woman Quadrant, Miss Quadrant စတဲ့ကစားနည်းများကိုပါဝင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ပြိုင်ပွဲတခြားမြန်မာအသင်းရှင်ပြိုင်တဲ့ပွဲစဉ်များကို live tissue အားပေးနိုင်ရန်မြန်မာပိုက်ချော်ခြင်းအဖွဲ့ချုပ် Facebook page နဲ့ YouTube channel များမှာတင်ဆက်ပေးသွားမှာဖြစ်ကြောင်းလည်းသိရှိရပါတယ်ရှင်။စမောရှင်ကုံမီဒီယာကနေရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအစအတပြင်သိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။